အလုံး counseling corner page ကနေပြီးတော့ပြန်လည်ကြည့်ဆိုပါရစေ။အာကျွန်မ counseling corner က counselor နဲ့ trainer တို့ဖြစ်ပါတယ်။အဲ့တော့အာဒီ live လေးမှာအလုံးနဲ့မတွေ့ရလည်းတော်တော်လေးကြာသွားပြီဆိုတော့ဒီကောင်းကျန်းမာဖို့ပြောနေပါတယ်။ အာအခုအချိန်မှာကျွန်တော်တို့အားလုံးကဒါစိတ်ပိုင်းဆိုင်ရာပေါ့နော်အားလုံးစိတ်ရောကိုယ်ရောပြင်ပန်းနေကြလိမ့်မယ်လို့ကျွန်네အာတဘောဘေးရနေရဲ့ခက်ဆိုးတွေကြောင့်မလို့အခုချိန်မှာအာလက်ရှိကျွန်တော်တို့ရအဆိုရင်ပူပန်တဲ့စိတ်တွေနောက်အခက်ခဲတွေနဲ့စိတ်တော့ကရောက်တာတွေကိုကြုံနေကြရတယ်ပေါ့နော်အဲ့တော့ဒီအချက်လည်းကျွန်တော်တို့အခုချိန်မှာအချင်းချင်းအာတအားသူမြအကူညီနေကြတာကိုလည်းတွေ့ရတယ်အဒီနေ့ live play မှာကျွန်မအခုအခုလို့အချိန်နေပေါ့နော်ကြုံတရတဲ့သူတွေထဲမှာမှ clean ငယ်လေးတွေအတွက်အဓိက ြအရေးရွယ်ပြီးတော့မှပြပြပေးသွားခြင်း ਨੇ အကလေးဆိုတာလည်းကျွန်တော်တို့စိတ်ခံစားချက်ရှိတဲ့သူတွေဖြစ်တဲ့အတွက်နောက်ပြီးတော့လူကြီးလိုမျိုးပေါ့နော်စမ်းစားဆင်ခြင်နိုင်တဲ့အစွမ်းရည်နဲ့ခံစားမှုထိမ့်ညိနိုင်တဲ့အခြေအနေဆိုတာကျွန်တော်တို့လူကြီးတော့အများကြီးမဖွံ့ဖြိုးသေးဘူးပေါ့နော်အဲ့တော့ တို့လေးတွေရဲ့ခန်းစားချက်လေးတွေကိုကျမတို့ဘယ်လိုမျိုးလေးကူညီပေးလို့ရနိုင်မလဲဆိုတာလေးကိုမျှဝေပေးသွားချင်တယ်။အဲတော့ကိုယ့်ရဲ့မိသားစုဆွေမျိုးတွေမှာနောက်အသီးမိတ်ဆွေတွေမှာအဲကလေးငယ်လေးတွေပေါ့နော်ကလေးအရွယ်အထူးသဖြင့်အသက်ငယ်တဲ့ကလေးလေးတွေပေါ့ငယ်ပိုင်းလေးတွေနဲ့ပတ်သက်ပြီးတော့ကူညီပေးလို့ရအောင်လို့ဒီ live play ကိုနားထောင်ကြည့်ရင်းနဲ့အချင်းချင်းလေးကျမတို့ကိုယ့်ရဲ့ကလေးလေးတွေအတွက်ပေါ့နော်ကိုယ်တိုင်လုံနေတဲ့နီးလန်းလေးတွေရှိတယ်ဆိုလို့ရှိရင်လည်းဒီ comments ကနေပြီးတော့မှအချင်းချင်းပြန်လည်းမျှဝေပလဲပေးဖို့ဖိတ်ခေါ်ချင်ပါတယ်။ အာဒီနေ့အကြောင်းအရာလေးကိုအဓိကအားဖြင့်ကျွန်မနှစ်ပိုင်းခွဲပြီးတော့ပြပြပေးသွားခြင်းနဲ့ပေါ့နော်အဲ့တော့အရင်အကြာကြီးတော့ကျွန်မအချိန်မရလောက်ပါဘူးအဲ့တော့ပထမတစ်ခုကတော့ အခုဖြစ်သွားတဲ့ပေါ့နော်လက်ရှိလက်ထုနေရာတွေမှာဖြစ်နေစေအာနောက်ပြီးတော့ဆက်ပြီးတော့လည်းဖြစ်နိုင်ခြင်းရှိတယ်ပေါ့မြင်ငလင်လောက်ခတ်ခြင်းနဲ့ပတ်သက်ပြီးတော့မှာကျွန်တော်တို့ကလေးလေးတွေကိုပေါ့ဘယ်လိုမျိုးလေးနားလည်ရလွယ်အောင်အာကူညီပြီးတော့ပြောဆိုဆက်ဆံမလဲဆိုရရဲ့နောက်ဒုတိယပိုင်းအနေနဲ့သူတို့လေးတွေရဲ့စိတ်ခံစားချက်လေးတွေကိုကျွန်တော်တို့တက်တာရောချလာအောင်လို့ထိညစ်ပေးနိုင်မှုနီလန်လေးတွေကိုလည်းမျှဝေပေးသွားမှာဖြစ်တယ်ပေါ့နော်အဲ့တော့ပထမဆုံးအနေနဲ့ကလေးလေးတွေအနေနဲ့ဒီအဖြစ်အပျက်ကိုကျွန်တော်တို့ဘယ်လိုမျိုးလေးနားလည်မလဲပေါ့နော်အဲ့တော့ငလင်လောက်တယ်ဆိုတာဘာလဲ လဲငလျင်လောက်သွားရင်ဆိုတာဘယ်လိုမျိုးလဲဘယ်လိုသိနိုင်မလဲဆိုတာပေါ့နော်အကျတော့လူကြီးတွေကတော့ဒီဒါတွေကိုအဲကြုံဘူးတယ်အမကြုံဘူးရင်တော့မတခြားမှာဖြစ်နေရတယ်ကိုမြင်ဘူးတယ်ကြားဘူးတယ်ပေါ့နော်အဲ့တော့ဖြစ်လာလို့ရှင်လားဩဒါငလျင်လောက်တာပဲဆိုတော့ချိန်တူတွင်းမှာအဲ့လိုတကူသိနိုင်တယ်ပေါ့အမခလေးလေးတွေအတွက်ကျတော့ကျမတို့ကရုတ်တရက်ဘာကြီးလဲဆိုတာမျိုးဟိုကြောက်လန့်သွားနိုင်တယ်ပေါ့နော်အဲ့တော့လူကြီးကြောက်တာနဲ့မတူဘဲနဲ့ သူတို့ရဲ့စိတ်ထဲမှာ clueless ဖြစ်တယ်ပေါ့။ဘာဖြစ်လို့ဖြစ်သွားမှမသိဘူး။သိလွန်စားမရှိဘူးဆိုတဲ့အနေအထားမျိုးကြုံရနိုင်တယ်ပေါ့။ဒါကသူတို့ဘဝမှာတစ်ခါမှမကြုံဘူးတာကြောင့်လည်းဖြစ်ကောင်းဖြစ်နိုင်တယ်လေနော်။ဆိုတော့ဘာဖြစ်လို့ဖြစ်သွားမှမသိဘူး။အကုန်လုံးကလှုပ်ခါပြီးတော့ရင်းရိုင်နေရဲဆိုတာမျိုးပေါ့။အဲ့တော့ဒီလိုမျိုးကြီးတစ်ခါမှမမြင်ဘူး။စသဖြင့်ပေါ့နော်။အဲ့တော့ order နေကြရတယ်။ရုံးဝင်ဆိုင်ကပြေးသွားနေရတယ်၊မြင်ရတယ်။အဲ့တော့သူစိတ်ထဲမှာပို့ပြီးတော့အထိတ်ခံကြရင်ဖြစ်ကြရတယ်ပေါ့နော်။အဲ့တော့အဲဒီ helpless ဖြစ်တယ်ဆိုရင်ခံစားချက်မျိုးလည်းရစေနိုင်တယ်။အဲ့တော့ းငယ်လေးတွေဆိုတာဟိုကျွန်တော်တို့ခန္ဓာကိုယ်ဘိုင်းမရှင်ကြည်အောင်တော့ဘောနော်အာဖွဲ့စည်းပုံအရာရောအအင်အရာရောသူတို့လေးတွေမှာဟိုမတူညီဘူးပေါ့လူကြီးလောက်တော့ခံနိုင်အောင်မရှိဘူးတန်မာနိုင်စွမ်းမရှိဘူးအဲ့တော့လောက်ခတ်မှုတန်အရှိန်အနေနဲ့သူတို့တွေလည်းလူကြီးလိုပဲဝေဒနာတွေခံစားရတယ် အန်နဲ့မူဝေတဲ့စာသဖြင့်ပေါ့နော်အဲ့တော့ကလေးလေးတွေကနောက်ပြီးတော့သူတို့ကိုသူတို့ဒီအန်ရယ်ကနေပြီးတော့မှအပြည့်အဝမကာကွယ်နိုင်သေးတဲ့အတွက်လူရှိရဲ့အနေနဲ့ကျမတို့ကိုယ့်ရဲ့အထိတ်လန့်စိုးရိမ်မှုအပြင်ကိုယ့်ရဲ့ကလေးလေးတွေပေါ့ကလေးငယ်လေးတွေကိုပါသူတို့ရဲ့ကြောက်ရွံ့မှုတွေကိုကျမတို့သတိပြုပေးဖို့လိုတယ်ပေါ့နော်အဲ့တော့အရင်ဆုံးကျမတို့ဖြစ်နေတဲ့အခြေအနေတွေကနေပြီးတော့မှလုံခြုံတဲ့နေရာတွေကိုတင်းရှောင်းပြီးတော့နောက်ထပ်အန်ရယ်ဆက်ရှိနိုင်မယ့်နေရာမျိုးတွေမှာမနေဘဲနဲ့ဘေးကင်းအောင်ကျမတို့ရွှေ့ပြောင်းပေးဖို့လိုတယ်ပြီးဆုံးက ရင်ကျွန်တော်တို့ကိုယ့်ရဲ့ခံစားချက်တွေကိုဖြေလျှော့ဖို့အဲစူးစမ်းသလိုပဲသူတို့လေးတွေကိုလည်းကျွန်တော်တို့နားလည်အောင်ပြောပြတဲ့အခါမှာလည်းအဲယူရှင်းပြီးတော့မှနားလည်ရလွယ်ကူစေတဲ့စကားလုံးလေးတွေနဲ့ပြောလို့ရတယ်ပေါ့နော်အော်မကျွန်တော်တို့ငယ်လျင်လှုပ်တယ်ဆိုလို့ရှိရင်အဲကလေးလေးတွေအတွက်ပေါ့ကျွန်တော်တို့သုံးလို့ရတဲ့စကားလုံးလေးဆိုမှအာမြင်ကြီးကအရန်လှုပ်သွားတာဆိုတာမျိုးပေါ့နော်ငယ်လျင်ဆိုတဲ့အခေါ်ပေါ်ပို့ပြီးတော့မြင်သာနားလေစီကိုကျွန်တော်တို့ပြောင်းပြီးသုံးကြည့်လို့ရတယ်။အော်ဥမာလေးမင်းတို့လေးတွေအရန်တိုက်တဲ့အခါမှာ တစ်ပင်ရလူလူရင်ထိုးနေရရင်ဘူးတယ်မလားအဲလမ်းပေါ်မှာရေတွေကြီးတဲ့ခါမှာလေရေအများကြီးတက်လာပြီးအမိုက်တွေပွာသွားတယ်လို့မျိုးပဲပေါ့အခုလဲဒါမြင်းကြီးကနေလာတယ်လှိုင်းလုံးကြီးလိုပဲတခါလေလေပြပြတို့မျိုးကားစီးနဲ့ဂျိုင်းခွေကြီးကိုနင်းပြီးသွားတယ်ပေါင်းဖြစ်သွားတယ်ခန္ဓာကိုယ်ကြီးရဟလာလှုပ်ခါပြီးတော့ပစ္စည်းရေတရင်တရင်ဖြစ်သွားတယ်အဲအဲ့လိုမျိုးလေးတို့တွေဖြစ်သွားတာမျိုးပေါ့ဆိုရာလေးပေါ့နော်သူတို့နားလေရလွယ်အောင်ကျွန်တော်တို့စိတ်ဝင်စားမယ်အเจ้าရာလေးနဲ့တွဲပြောလို့ရတယ်ကလေးလေးတွေကဘာတွေစိတ်ဝင်စားတတ်လဲ ယ်ဆိုတခါလေးတိုင်းသူတို့ကအကောင်လေးတွေနဲ့ခိုင်းနိုင်တဲ့ဟာမျိုးဆိုသူစိတ်ဝင်စားရပေါ့နော်အဲဥမာကျွန်တော်တို့ကဝုန်းဝုန်းကြီးကြီးကသူရဲ့ခန္ဓာကိုယ်ကလေတန်းကောင်လေးတို့အာအယောင်ခါချလိုက်သလိုမျိုးအာတတတတနဲ့လားအကုန်လုံးမဆန်သွားတာအဲ့လိုပုံစံမျိုးလေးဖြစ်သွားသလိုပဲပေါ့ဆိုတာမျိုးလေးနဲ့နည်းနည်းဒီဖြစ်နေတဲ့အခြေအနေကိုဒါငလျင်လောက်တယ်ဆိုတာအော်ဒီလိုမျိုးလားဆိုတာလေးကိုသူတို့နားလဲအောင် communicate လုပ်လို့ရတယ်ပေါ့နော်ဒါကကျွန်တော်မိပါရဲ့အုတ်ထင်းသူရဲ့အနေနဲ့ကိုယ့်ရဲ့ သားသမီးငယ်လေးတွေတူတူမလေးတွေစိတ်ထဲမှာရုပ်တရက်ဘာဖြစ်သွားတာလဲဆိုတဲ့အခြေအနေတခုသူတို့နားလည်ရလွယ်အောင်ရှင်းပြရဲအချင်းကက်တဲ့နေပေါ့နော်နောက်တစ်ချက်ကကြတော့သူတို့ရဲ့စိတ်ခံစားချက်လေးတွေစိတ်ထဲမှာရှိနေတဲ့အဖြစ်အပျက်လေးတွေကိုစကားလုံးနဲ့ပေါ်ပြလာရဲဆိုရင်လည်းကျွန်တော်တို့နားထောင်ပေးပြအောင်ပေါ့နော်အဲ့တော့မဝေဖန်ဘဲနဲ့နားထောင်ပေးပါတခြားကြတော့အဲ့လိုစကားလုံးထက်ဆိုင်အမှုအရာနဲ့ပေါ်ပြတာရှိတယ်အဲ့တော့သူတို့အဲ့ဒါလေးဆိုလည်းကျွန်တော်တို့သတိထားပြီးတော့ကြည့်ပေးပါပေါ့နော်ရှုပ်ကလေးလေးကြတော့အရင်စိတ်ထဲမှာ တခုခုအာလှုပ်လှရှရှဖြစ်သွားတယ်ဖြစ်ဖြစ်တခုခုဂျုံရပြီဆိုရင်အရင်ကြီးဆိုတုံ့ပြန်တာမျိုးမလုပ်တော့ဘူးစကားတွေအများကြီးမပြောတော့ဘူးမိခွန်းနေလည်းမမီတော့ဘူးငြိမ်ကြသွားတယ်အဲအဲ့လိုမျိုးလေးဆိုကျွန်တော်တို့ကစကားနှဲသွားတယ်ဒါဆိုလည်းတို့ရဲ့အပြုမူလေးတွေကိုသတိထားပေးပါပေါ့နော်အဲ့တော့လူကြီးတွေလည်းကျွန်တော်ပင်မနဲ့ဒီလိုကာလာတွေမှာအာထိတ်လန့်နေကြောက်ရွံ့နေကိုလည်းလူပဲလေနော်ဒါပေမဲ့အဲကိုယ့်ရဲ့အကြောက်တရားနှီးတို့လိုပဲအဲ ဒီကလေးလေးတွေစိတ်ခံစားချက်တွေလို့ဆိုတော့မရောထွေပဲနေသေးချာလေးနားလည်နိုင်အောင်ကြိုးစားပေးပါပေါ့နော်အဲ့တော့မစူပူပဲနဲ့စိတ်ရှိသီးခံပေးဖို့လိုတယ်သူတို့လေးတို့အပြစ်မတင်ဖို့လိုတယ်ပေါ့နော်အဲ့တော့သူတို့တွေကအာလူကြီးတွေအထက်ပေါ့ကျွန်တော်တို့ခါလေးမှာသူတို့ခံစားချက်ကိုဖော်ပြထုတ်ပြဖို့တည်းနဲ့ပို့ပြီးတော့ခက်ခဲတတ်တယ်ပေါ့နော်လူကြီးလိုမျိုးဝေါ်ဟာရစကလုံးတွေသူတို့မကြွယ်ဝအောင်ဖြစ်တဲ့အတွက်သူတို့ခံစားချက်ကိုခံစားရတယ်ဆိုတာနေလို့မကောင်းသိနေတော့မှပြောမပြတတ်ဖို့ဖြစ်နေရဲ့ပေါ့အဲ့ဒါလေးကိုကျွန်တော်တို့ကစိတ်ရှိရှိလေးနဲ့သီးခံနားထောင်ပေးဖို့လိုတယ် かな。 ကျွန်တော်ဒီအဖြစ်အပျက်ကိုသူတို့ရဲ့ခံစားချက်တွေကိုခုမှကျွန်တော် process အလုံးလုံးနေတာ make sense ဖြစ်အောင်လုပ်နေတာဒါကဘာလို့ဖြစ်တာလဲဘာလို့လူတွေကလို့အပြီးငါ့အခုဘလို့ဖြစ်နေတာသူတို့အဲ့အဲ့ဒါကိုချိတ်ဆက်ဖို့အတွက်လူကြီးလူမျိုးကျွန်တော်တို့မသိနိုင်သေးဘူးပေါ့နော်အဲ့တော့သူတို့စိတ်ထဲမှာကြောက်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့လူကြီးတွေကကြောက်လို့ရတယ် it's okay it's okay to feel scared when there is one when there လို့ရတယ်ဘုံလို့ဘုံလို့ရတာပေါ့ one day ကိုပေးပေးပါပေါ့နော်ဒီခါလေးလုံအဲ့ကျွန်တော်တို့ကလေးလေးတွေကိုထွေးပွေထားပေးဖို့လို့ ယ်ပေါ့ဟောဒီလိုလန့်ပြီးတော့ငိုရာ aura တွေကဖြစ်တတ်တယ်အဲ့ဒါတသားအပြစ်မဟုတ်ဘူးเนาะမျိုးလူကြီးလည်းဒီလိုပဲခံစားရတယ်ဆိုတာမျိုးပေါ့အဲ့ခံစားချက်လေးတွေကိုကျွန်တော်ကအတိမဲ့ပြုပေးဖို့လိုရဲအဲ့သူတို့အတွက်စိတ်ပိုင်းဆိုင်ရာလုံခြုံမှုကိုဖန်တီးပေးဖို့လိုရဲပေါ့အဲ့သူတို့လုံခြုံအောင်ကာကွယ်ပေးဖို့ရှိနေတယ်ဆိုရဲအတိလေးခံစားရအောင်ပြပေးပါပေါ့เนาะ တော့တသားကြောက်လို့ရှိရင်ဟာလာမိမိနားမှာနေလို့ရတယ်။တမီးလေးအိတ်မပြောမိမိကိုဖတ်ထားလို့ရတယ်နော်ဆိုတာမျိုးလေးနေပေါ့နော်။တို့စိတ်ထဲမှာအခုတခုခုအန္တရာယ်ရှိနေတာမျိုးကြုံနေရတဲ့အခြေအနေဆိုရင်တော့မှတို့စီ helpless မဖြစ်နေဘူး။အလူကြီးကတို့အတွက်ရှိနေတယ်ဆိုရင်ခံစားချက်လေးရအောင် ော်နော်အဲတကယ်လို့များဒီလိုမျိုးလေးထပ်ပြီးကြုံလာရင်ဆိုလို့ရှင်မမေတို့ဒီလိုလုံးလို့ရရတယ်နော်ဆိုရဲနောက်လုံးမဲ့ plan ပေါ့ safety plan လေးတွေကိုသင်ထားပြီးလို့ရတယ်ခလေးအသက်အရွယ်နဲ့လိုက်ဖက်နေမယ်ရပါဘောနော်အဲတခုခုဆိုရှောက်မပြေးရအောင်နော်မမေလက်လေးကိုခြံထားပြီးရောဟုတ်လားတခုခုဆိုဝတ်လိုက်မယ်အုပ်ထားမယ်ဒီနေရာမှာပုံးမယ်နော်အဲအဲ့တော့တာယူခြင်းနဲ့ပစ္စည်းလေးရှင်လည်းအခုချိုးပြီးတော့ထည့်ထားလို့ရတယ်အဲတသားအိတ်ထဲမှာဘာထည့်ခြင်းလဲ เอซราမျိုးပေါ့เนาะအဲ့တော့နောက်ဆက်တွဲမြင်းကလင်းဆိုတာမျိုးอ่ะတစ်ချိန်နဲ့ပြီးတော့အတက်တော့လှိုင်းနေရပြန်ပြီးတော့လာနိုင်တယ်လीเนาะ straight ကကြတော့ နောက်တစ်ခေါက်ထပ်ဖြစ်ရင်ဇာဘာလေးထည့်ထားခြင်းလေဘာလေးယူသွားခြင်းလေဆိုတော့ဗောနော်အလူကြီးလည်းအလုံးရှုပ်ကောင်းရှုံနေနိုင်မှာဒါပေမဲ့ခလေးလေးအတွက်လည်းသူ့လိုခြင်းနဲ့အရာလေးတွေကိုကျွန်တော်တို့ထည့်ခိုင်းတာမျိုးပေါ့အဲ့တော့တခုချင်းစီတခြားလေးကင်ပြီးထည့်ကြည့်မယ်နော်အဲ့တော့ဒါလေးကိုထည့်နေတဲ့အချိန်မှာဘလို့နေလဲဘလို့ခန်းစားရလဲဒီပစ္စည်းလေးကိုကင်တော့ဒါလေးကပြုတ်ပြုတ်အီအီလေးဒါလေးကတော့မမာလေးဟလာတခုချင်းထည့်လိုက်တယ်ရောက်သွားပြီပြည့်သွားပြီလားအဲစသဖြင့်ပေါ့သူတို့ဒီကနေပေါ့ထိတွေ့ရင်းနဲ့ညင်နေနေမှာအာယုံခံ ်စားမှုတွေကို focus လုပ်ခိုင်းလိုက်တဲ့သဘောဆိုတော့သူတို့စိတ်ကလေးတွေကပြင်ပမှာတွေးပူနေတဲ့ဟာတွေကနေခဏလောက်ဒီထဲမှာတစ်ခုချင်းစီ category တွေကိုသူတို့စုပြီးတော့ထည့်နေရဖြစ်တဲ့အာယုံရသွားစေနိုင်တယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးနီးလန်းနေလေကျွန်တော်တို့က grounding ဖြစ်စေရပေါ့လက်ရှိပြစ်စုံပံ moment မှာစိတ်ခံစားချက်ကိုအာယုံစုစည်းနိုင်မှုရဲ့နောက်တစ်ခုကတစ်ခုခုအရေးပေါ်ကြုံလိုက်ဒီလိုစိတ်ငြိမ်ငြိမ်နဲ့ပြင်ဆင်လို့ရတယ်ဆိုရယ် problem solving ကိုလည်းသူတို့ address တင်ပေးပြီးသားဖြစ်တယ်ပေါ့နော် အဲ့တော့လူကြီးတွေလည်းကျွန်တော်တို့စိုးရင်စိတ်လေးရှိတတ်တာမှန်ပေမဲ့လည်းကိုက အရင်ခေါင်းဖြစ်ဖို့ပေါ့တည်ငြိမ်နေတဲ့အခါမှာသူတို့ကိုဆက်ဆံလို့ရှင်ကလေးလေးတွေအားလည်းဒီခံစားချက်တွေကိုလိုက်ပြီးတော့ အယောင်ကြီးတွေပြင်အောင်ရှင်းချနိုင်မှာဖြစ်တယ်။အဲ့တော့မိဘနဲ့သားသမီးเจ้าမအုပ်ထိန်သူနဲ့ကလေးနှစ်ဦးနှစ်ဖက်က co-regulation ပေါ့အတူတူအာထိန်းညှိနေရတာဖြစ်တယ်။ကိုကလုံးလုံးခက်ခက်နဲ့အရန်နေစိတ်လှုပ်ရှားနေလို့ရှိရင်အဲ့ကလေးလေးတွေကလည်းခံစားရတယ်။သူတို့လည်းပဲစိုးရိမ်မှုတွေမြင့်တက်တယ်ပေါ့နော်။အဲ့တော့ကိုကတိတိငင်ငင်ဖြစ်နေရဆိုရင်ကလေးကလည်းကိုယ့်ဆရာကြည့်ပြီးတော့သင်ယူနေတာဖြစ်တယ်ပေါ့နော်။ဒါကြောင့်ကျမတို့ကကိုအရင်ဆုံး count ဖြစ်ဖို့လိုတယ်။အဲ့တော့လူကြီးတွေကလည်းကိုယ်စိတ်ခံစားချက်တွေထိန်းညှိနိုင်မှုအတွက်အရင်သင်ယူဖို့လိုတယ်ပေါ့နော်။အဲ့တော့တူတူ safe place တွေပေါ့လုံခြုံတဲ့နေရာလေးကိုဖန်တီးပေးဖို့လိုပါတယ်။အဲ့တော့ကျွန်တော်ကတော့ပြောဆိုပေါ့နှစ်ပိုင်းပြောချင်တယ်ကလေးလေးတို့ဘယ်လို communicate လုပ်ရမလဲနောက်တစ်ပိုင်းကသူတို့ရဲ့စိတ်ကံစားချက်တွေဘယ်လိုထိန်းညှိပေးမလဲဆိုတာလေးပေါ့အဲ့ပြောရင်းနဲ့ ဒုတိယပိုင်းဖြစ်တဲ့ emotional regulation နဲ့ကတော့ဆက်ဆက်ပြီးသားဖြစ်သွားပြီပေါ့နော်။အဲ့တော့ခုနကကျွန်မပြောလို့ပဲဒီ PC လေးတွေကိုကင်တွေ့ထိတွေ့နေတာအစားတို့ရဲ့အာအယုံခံစားမှုကိုကျွန်တော်လေ့ကျင့်ပေးရရောက်တယ်ပေါ့နော်။သင်ပေးရရောက်တယ်။နောက်တစ်ခုကတို့စိတ်ဖြစ်စည်းမှုလေးတွေကိုတတ်တာစီးဖို့အတွက်အလားနောက်တစ်ခုကခန္ဓာကိုယ်ရဲ့ပေါ့ကျွန်တော်အောက်ဆီဂျင်တွေများများရဖို့အသက်ဝဝရှူလို့ရမယ့်နည်းလမ်းလေးတွေကိုသင်ပေး ယ်အဲလူကြီးရေဆိုလို့ရှင်တော့အသက်ရှူလေးချိန်ငယ်လေးလှုပ်လိုက်နော်အာတော့မလားတရားမှတ်လိုက်နော်လို့လည်းပြောလို့ရနိုင်မယ်ခလေးလေးတွေတွေ့ကြတော့ဒီလိုပြောလိုက်အောင်လည်းသူတို့သိချင်မှသိမယ်ပေါ့နော်အဲကျွန်တော်တို့ကနားလေရလွယ်ကူစင်မဲ့နီးလန်းလေးနဲ့စိတ်ဝင်စားအောင်ကြောက်ပြသင်ပေးလို့ရတယ်အတူတူလေးလိုက်လှုပ်ကြည့်ပေးလို့ရတယ်နော်အဲ့တော့ကျွန်တော်ဒီနေရာမှာကြည်နေတဲ့သူတွေကိုလည်းအတူတူလိုက်လှုပ်စေချင်တယ်ပေါ့နော်ပြအသင်ပေးချင်တယ်အဲ့တော့ အရင်ဆုံးကျွန်တော်တို့ကဘာဖြစ်စည်းမှမပါဘဲနဲ့အာဂျာကန်အကူအညီမပါဘဲသုံးလို့ရမယ့်နည်းလမ်းလေးနဲ့အရင်စချင်တယ်ပေါ့နော်အရင်ဆုံးကျွန်တော်တို့က breathing ပေါ့ exercise အသက်ရှူတဲ့လေ့ကျင့်ခန်းလေးဆိုတာကျွန်တော်တို့အချိန်မီွေးနေရာမျိုးရှူလို့ရနိုင်တယ်ဘာအကူအညီဂျာကန်ပစ္စည်းမှလည်းမလိုပေါ့အဲ့တော့ကလေးလေးတို့သင်တဲ့အခါမှာအသက်ရှူလိုက်ပါရှူထုတ်လိုက်ပါဆိုတာတဲ့စိတ်ဝင်စားအောင်ပေါ့အဲ့ကျွန်တော်တို့ဆိုရင်အလားလက်ချောင်းလေးထောင်ထားမယ်နော်လက်ငါးချောင်းလေးနဲ့ဟလာဒီလက်ကလေးကိုဒီအောက်ကနေတက်သွားတာနဲ့အသက်ကလေးကိုဖြည်းဖြည်းချင်း ရှုသိမ်းမယ်အန်ဒီလက်ကလေးကနေအောက်ကိုဆင်းလာတယ်ပြန်ရှုထုံးမယ်အဲဒီလိုမျိုးလေးပေါ့နော်အဲ့တော့သူကြည့်နေသေးတယ်လိုက်လုံကြည့်လို့ရတယ်ဒါလူကြီးအတွက်လည်းလုပ်တဲ့နေပေါ့အဲ့လက်ကလေးငါးချောင်းနောက်ထပ်ဆက်ရှုလိုက်ပါဦးဆိုရင် ဒီလက်လေးတက်သွားတယ်ညာတို့ရှူပါတယ်အဲလက်ကလေးကိုဆင်းချလိုက်တာနဲ့ပြန်ရှူထုတ်တယ်ပေါ့အဲ့လိုမျိုးလေးနဲ့ကျမတို့က finger breathing လို့လည်းခေါ်တာပေါ့လက်ချောင်းလေးအလိုက်လိုက်ပြီးတော့ရှူသွင်းရှူထုတ်တာကိုလုပ်လို့ရဒါဆိုကလေးလေးအတွက်ကသူတို့မှာစိတ်ဝင်စားစရာတခုခုရှိတယ်ပေါ့နောက်တစ်ခုကကျတော့ကျမတို့ကဒီလက်နဲ့လည်း finger breathing လုပ်လို့ရဆို star breathing ပေါ့ ခြေပုံစံလေးအဲ့ဒါကတော့ဟိုခဲရင်ပုံမှန်ရှိလဲဆွဲလို့ရတယ်မရှိလဲလက်ညှိုးလေးနဲ့ပဲဟာလာဟိုစပွဲပုံမှာပဲဖြစ်ဖြစ်ကိုယ့်ရဲ့ပေါင်မော်လေးပုံမှာပဲဖြစ်ဖြစ်ခြေပုံစံမျိုးလေးဆွဲခိုင်းအဲ့ဆွဲတဲ့တစ်ချောင်းလုံးမှာအသက်ကိုရှူသွင်းလိုက်ရှူထုတ်လိုက်ဆိုတဲ့ဟာလေးနဲ့သူတို့လုပ်ပေးလို့ရတယ်ပေါ့နော်ဒါဆိုကလေးလေးအတွက်ကစိတ်လဲဝင်စားတယ်နားလည်ရလဲလွယ်တယ်ဘာအကူအညီပစ္စည်းမှလည်းတိတ်မလိုအပ်ဘူးပေါ့အချိန်ကြီးမင်းနဲ့စံလုပ်ပေးလို့ရတယ်ပေါ့နော်အဲ့အဲ့လိုမျိုးလေးနဲ့သူတို့သင်ပေးလို့ရတယ်မိဘကလည်းအတူတူနိုင်လုပ်ပေးလို့ရတယ်ပေါ့ အနောက်တစ်ခွက်ကျကျမတို့အဲကလေးလေးတွေစိတ်ကလေးတွေငြိမ်သက်အောင်အေးချာခုချိန်မှာမြင်သမျှအရာတွေကအရန်ကိုအနှိဋ္ဌာယုံတွေများတယ်စိုးဝင်စိတ်တွေများတယ်ကလေးတွေက screen ကိုမကြည့်နေတော့မှမိဘတွေပြောနေတဲ့အတန်းတွေကြားနေရတယ်ဆိုရင်ကမှတို့တို့အဲ့အရာတွေနားရရောက်တယ်အဲ့တော့တတ်နိုင်သမျှကျမတို့ကတို့ safe place လေးကိုအမ်စိတ်ကူအာယုံလေးနဲ့ဖြစ်ဖြစ်ခေါ်သွားပေးဖို့လိုတယ်ပေါ့အဲ့တော့အရင်ဆုံးကဲလာသသားမိမိနဲ့တူတူမျိုးလုံးလေးဖြစ်ဖြစ်လေးမိထားရအောင်မိမိတို့လေးခုချိန်မှာခဏလောက် အင်းဆန်းတဲ့နေရာလေးကိုသွားရအောင်ပေါ့အဲမမီဆိုလို့ရှိရင်လေအခုဆိုရင်ပန်းကင်းရဲကိုရောက်သွားတယ်လို့ပဲစိတ်ကိုအေးချမ်းလိုက်တာအဲ့မှာပန်းဆွမ်းမမီကလေပန်းရောင်လေးတွေတွေ့တယ်တသားဟောဘာလေးတွေတွေ့လဲပြောကြည့်ကြည့်ပါဦးစေလက်ပြာလေးတွေတွေ့တယ်အကောင်လေးတွေတွေ့တယ်အဲသူတို့ပြောလာလိမ့်မယ်ပေါ့နော်အဲသူတို့ရဲ့စိတ်ကူးစိတ်တန်းလေးရတဲ့စင်ကျမတို့ကလုံဆောင်နဲ့စိတ်ဖြစ်တဲ့နေရာလေးတို့အတူတူမျိုးလုံးထဲမှာပုံဖော်ပြီးတော့သွားလို့ရအဲမမီကတော့လေပန်းကင်းလေးတွေမှာလေ ပန်းနာလေးတွေမွေးနေရပဲအမမြပန်းလေးကိုရှူကြည့်လိုက်တယ်ဒီလားသသားလေးရှူခြင်းရှူလို့ရတယ်အပန်းလေးတွေရှူတဲ့ခါမှာဘယ်လိုရှူလဲဆိုရင်ဟာကောင်းလိုက်တာပန်းနာလေးကအဲအဲ့လိုမျိုးလေးပေါ့နော်အသက်ရှူတဲ့နေ့ကိုပဲကျမတို့ကစိတ်ဝင်စားအောင်တူတူစိတ်ချမ်းမြေအောင်အဲ့လိုသင်ပေးရတာပေါ့နော် ပန်းလေးကိုရှူရဲဆိုဘယ်လိုရှူလဲနှာခေါင်းလေးနဲ့ရှူလိုက်တယ်အာလမ်းဆန်းသွားတဲ့ကန်စားချက်လေးရရှူထုတ်လိုက်တယ်အဲတကယ်လို့သသားတို့စော့နေတဲ့ပူပေါင်းလေးတွေပူစီပေါင်းလေးတွေမှုတ်တယ်ဆိုဘယ်လိုမှုတ်လဲလေကိုအရင်ရှူလိုက်ပါဦးပြီးွားရင်ဟဲ့လားဆက်ပြပူပေါင်းလေးမှုတ်တယ်လို့မျိုး ုစုံမှုန့်လိုက်တယ်ဆိုရင်ဟာလေးရသူ့ရဲ့ breathing ကိုအဆုတ်ထဲကိုအောက်ဆီဂျင်များများရအောင်ခန္ဓာကိုယ်ရဲကိုအုံနောက်တည်တဲ့နှလုံးတွေရဲ့ခန္ဓာကိုယ်ရဲကိုဒါလေဝင်လက်ထက်ကောင်ကျွန်တော်ကသင်ပေးလိုက်တယ်လို့ဖြစ်တယ်ပေါ့နော်အဲ့တော့ bubble လေးတွေဘလို့မှုန့်လဲဟလားပန်းလေးတွေဘလို့ရှူလဲဒီလိုမျိုးလေးနေလဲကျွန်တော်သင်ပေးလို့ရတာဒါအသက်ရှူရဲ့နီလန်းနဲ့ကုညီ ါเนาะဒီခါလေးကျရင်တချို့ကျတော့အသက်ရှူရဲဟာကအရင်ကိုယ်အတွက်သိအလုံးမဖြစ်တာရှိတယ်ကျွန်တော်အရင်မိုးတယ်မလုံးနိုင်ဘူးဆိုတာရှိတယ်အဲ့ခါကျရင်ကျွန်တော်ကခလေးလေးတွေကိုဒီလိုပါ butterfly head လေးဖတ်ကြမယ်တို့တွေလိပ်ပြာလေးလို့ပေါ့အဲလိပ်ပြာလေးကတပင်လေးတွေမှာနားနေခါကျရင်ဘလို့နားလဲပေါ့အပြင်မှာသူအတောင်ပံလေးညောင်းပြီးပြန်လာပြီလက်တပင်လေးမှာခဏလေးနားရအောင်သူခဏလေးအိမ်နေတယ်ဆိုတော့လမောင်းလေးကျွန်တော်ကဒါလေး tap 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 နဲ့ပုတ်ပေးလို့ရတယ် hè rồi lấy đờ lấy cái na, lấy na, lấy tụ tầng mà lấy điếu hay là ဒီလိုလေးခက်နေတယ်အဲဒီလိုမျိုးလေးနေပေါ့နော်ဒါမှမဟုတ်ကိုကိုကို soothing touch လေးပေါ့ဒါရာပြီးတော့ညှိညောင်းတဲ့ထိတွေ့မှုမျိုးလေးကိုဝေဖက်ပေးခိုင်းလို့ရတယ်အဲ့လိုမျိုးဖြစ်ခြင်းကကျမတို့ရဲ့လက်နဲ့ခန္ဓာကိုယ်နဲ့ထိတွေ့လိုက်ပြီးတော့စိတ်ကခန္ဓာကိုယ်နဲ့တသားတည်းကပ်သွားပြီးတော့မှငြိမ်ချစေတယ်ပေါ့လက်ရှိပစ္စုပန်ဒီမြေကြီးပေါ့အဲ့လိုမျိုးခြေကုပ်ယူထားတယ်လို့ငြိမ်သွားစေတယ်ပေါ့နော်အဲ့တော့ကလေးလေးတွေဒီဟာလေးတွေကလည်းရန်ထောက်ကိုပြလူကြီးတွေလည်းအသုံးပြုလို့ရတယ်နော်ပြီးရင်ကျမတို့ကအဲ့လိုပေါ့ အတန်လေးတွေနားထောင်ပြီးအာယုံဆိုင်မယ်။ဘာတန်လေးတွေကြားရလဲ။ညက်တန်လေးတွေရှိမယ်၊ခွေးတန်လေးတွေရှိမယ်ဟဲ့လား။အကောရနွေရသည်မို့လို့ပေါ့နော်။ကျွန်တော်တို့မိုးရင်းဆိုလဲမိုးရွာတဲ့ဖြောက်ဖြောက်ဖြောက်တန်လေးနားထောင်လို့ရတယ်။တကယ်လို့နွေရသည်ဆိုလဲအဲ့မိုးတန်လေးတို့ကျွန်တော်တို့ကသူတို့စိတ်ဝင်စားအောင်လက်ကလေးနဲ့ထပ်ပုတ်လို့ရတယ်။အဲ့တော့လက်ဖွားလေးခုနလိုပြန်ထောင်ကြည့်မယ်လက်ညိုးလေးတစ်ချောင်းနဲ့ကျွန်တော်တို့နားနားကပ်ပြီးတော့တပ်တပ်တပ်ဆိုဘလို့နေလဲဆိုအဲ့တန်လေးတို့ကြားရတယ်။တိုးရမလား။အာမိုးကနည်းနည်းလေးများလာပြီ။နှစ်ချောင်းထပ်လုပ်ကြည့်ပါဦး။ ဟဲ့၃ချောင်းထပ်တော့ကြည့်ပါအဲ၄ချောင်းဆိုမိုးတန်များလာပြီအော်၅ချောင်းဆိုမိုးတွေအရင်ရွာနေပြီဟဲ့လားတဖြည်းဖြည်းနဲ့5 4 3 2 1နဲ့သွားလိုက်အော်မိုးကအရင်ရွာနေရနေဖြည်းဖြည်းလေးငြိမ်သွားပြီအဲစသဖြင့်တို့ရဲ့အာယုံခံစားမှုလေးတွေကိုကျမတို့ကအတူတူလိုက်ပါပြီးရောစူးစီးပြီးရဲ့၄ချိန်ခံ ါ့နော်အဲ့ဒါလေးတွေရတယ်အရင်အထောက်အကူဖြစ်တယ်နောက်တို့တို့အတွက်စိတ်အာရုံစူးစိလို့ရတယ် mindful ဖြစ်တဲ့ activity လေးတွေလုပ်လို့ရတယ် grounding ပေါ့နော်ကိုမြင်ရတဲ့အရာလေးတွေသိချချိခိုင်းမယ်ဘာတွေကြားရလဲထိတွေ့ဘလို့ခံစားရလဲဒါမျိုးလေးတွေပေါ့နော်တို့အရာလေးတွေပြောခိုင်းတာအရွယ်အစားလေးတွေကြည့်ခိုင်းတာအာရုံစိုက်ခိုင်းတာမျိုးလေးလုပ်လို့ရ ်အဲ့ကွယ်ယောဂယောဂအောင်မှပြင်းပြင်းထန်ထန်မဟုတ်ကလေးလေးလေးလိုက်လို့လို့ရတဲ့ stretching လုပ်တာရဲအဲ့ကွယ်စိတ်ဝင်စားအကောင်လေးတွေနေပေါ့နော်အဲ့တော့အာအလားဖားလေးက ဘယ်လိုမျိုးလေးအဲဝူဝူလင်းနေလဲအဲဒါမျိုးလက်ကလေးဆိုရင်ရောဘယ်လိုလဲအဲတို့အကြောရှော့ပေးရမျိုးဟဲ့လားအဲတော့လေမြန်ကြီးကဘယ်လိုလဲသပင်ကြီးကဘယ်လိုလဲဆိုမတက်တည်ရက်ခိုင်းပြီးရောဟဲ့လားခန္ဓာကိုယ် balance နေအောင်လောက်ခိုင်းတာရောစသဖြင့် fun လေးဖြစ်တယ်ရီရီမောမောလေးပျော်ပျော်ရှင်ဖြစ်ရတယ်စိတ်လဲဝင်စားရတယ်တို့အတွက်လည်းခန္ဓာကိုယ်အတွက်ကောစိတ်ခံစားမှုအတွက်ကောတခါတယ်ဟိုလုတ်ပြီးသားဖြစ်တယ်ပေါ့နော်အဲဒီနီးလေးတွေကိုကျွန်တော်တို့လုတ်ချလို့ရအခုကတော့ကျွန်တော်နည်းနည်းလေးထိုင်ပြီးတော့ပြောနေရတဲ့ခါကျတော့ဟိုမမြင်သာသလိုတော့ဖြစ်မယ်ပေါ့နော် အဲကျမတို့မှာခလေးလေးနဲ့ပတ်သက်ပြီးရော emotional regulation club ဆိုတာလေးတွေဟိုဖွင့်ပေးနေရရှိတဲ့အတန်းတွေပေါ့အတန်းဆိုတာစတင်နာမဟုတ်ပဲねအဲ့လိုမျိုးလေးတွေကိုကိုယ်တိုင်ကိုကြလူချင်းနဲ့ခလေးနဲ့တူတူလုပ်ရင်းနဲ့သင်ပေးရမျိုးလေးပေါ့နော်လေးရတာသင်တန်းလေးရှိရင်အဲ့ဒါကြီးလည်းစိတ်ဝင်စားရင်ခလေးလေးတွေကိုပို့ပေးလို့ရတယ်ပေါ့နော်ဒါဆိုကျမတို့လက်တွေ့သင်ကြားပေးရဖြစ်တယ်အဲ့တော့ဒါကခုနကကျမပြောသွားတာက အာ material စဉ်ဇာကန်ပစ္စည်းမပါဘဲသုံးလို့ရတဲ့နည်းလမ်းနေပေါ့နော်အခုကကြာကျွန်တော်ဇာကန်နဲ့ပစ္စည်းလေးကျွန်တော်ရှိခဲ့ရင်သုံးလို့ရတာမျိုးဥမာစာရွက်နဲ့ခေတံဘောပင် crayon လေးရှိရဲဆိုသူတို့ပုံဆွဲမယ်ကလေးလေးတွေကသူတို့ရဲ့ခံစားချက်တွေကိုစကားနဲ့စကားလုံးနဲ့စီကာပတ်ကုံလူကြီးလိုထုတ်ပြောတာအချက်ပေါ့ emotion တွေကိုတို့ကပုံတွေကြပြားတွေစာတွေရုပ်ပုံတွေအရာုံတွေအဲ့ဒီကနေတော်တော်များများလေးဖော်ပြတာဟိုပို့ပြီးတော့ကလေးနဲ့ချိန်ဆက်လို့ရတယ်ပေါ့နော်အဲ့တော့သူ့ကိုစိတ်ခံစားချက်တွေဘာဖြစ်နေလဲ just draw တိုက်တာဆွဲပုံလေးတွေကိုအယောင်ချေလို့ရတယ်လားစာရေးချင်တာရှိရေးလို့ရတယ်ချစ်လို့ရတယ် craft လုပ်လို့ရတယ်စာရွက်တွေခောက်ပြီးတော့စိုက်တာကိုသူတို့ကို express ထုတ်ဖော်ခွင့်ပေးလိုက်တာပေါ့နော်သူတို့ကန်ဆာချက်အဲ့ဒါလေးတွေကလည်းသူတော်တော်လေးထိမိပြီးသားဖြစ်တယ်ဒါဟာကျမတို့က research တွေအရာရောလက်တွေ့တွေအရာရောမြင်ရတယ်ပေါ့ကျမတို့ကကလေးလေးနဲ့တောက်လျှောက် emotional regulation camp တွေတောက်လျှောက်လုပ်လာတာဖြစ်တဲ့အတွက်သူတို့တွေရဲ့ progress ကတကယ်ကိုတည်တာ။စိတ်ကံစားချက်တွေကိုအဲ့ဒီပုံဆွေးနေရတာတွေပုံမြင်နားထောင်နေရတယ်။ပြန်ပြီးလူကြီးကိုပြောပြနေရတယ်။သူတို့စိတ်ကံစားချက်တွေအလိုလျောက်ဖိနှိပ်ပေးတာဖြစ်သွားတယ်ပေါ့နော်။အဲ့တော့သူတို့ရဲ့ sensory အားကောင်းတယ် အာယုံခံစားမှုပေါ့အဲ့ sensory ကိုအထောက်အကူဖြစ်တဲ့ play therapy ကစားနည်းလေကစားလို့ရတယ်ပေါ့နော်အဲ့တော့ဒီခါလေးကျရင်ကျမတို့သူတို့ရဲ့အစိတ်ခံစားတဲ့အရင်ပေါ့ကလေးမှလည်းဟိုစိတ်ခံစားမှုရှိရတယ်နော်ဒေါသပြင်းပြင်းထန်ထန်ဖြစ်တာစိုးရိမ်စိတ်ဖြစ်တာ stress တွေဖြစ်တာရှိတယ်လူကြီးလို့ကောင်းကောင်းမထုတ်ပြတတ်တာအဲ့တော့ကျမတို့ကဟာအရင်ဆိုးတာပဲနားရင်ညှိလိုက်တာဆိုတာမျိုးမဟုတ်ဘဲနဲ့သူတို့တခုခုတော့လိုအပ်နေရဲ့ဆိုရင်ရှူထောင်းကားကြည့်ပြီးတော့ကုညီပေးလို့ရတယ်ပေါ့နော်အဲ့ကျမတို့ဒီဘောလုံးလေးတွေလွယ်လွယ်ကူကူဝယ်လို့ရတယ် squeeze ညှစ်လို့ရတဲ့ stress ball လေးပေါ့နော်အစ်ချစ်အစ်ချစ်လေးတွေအဲ့ဒါလေးတွေကတခါလေကျွန်တော်တို့လူကြီးတောင်မှတော့ဘာဖြစ်လဲလို့ညှစ်လိုက်တဲ့ဟာမျိုးတွေပေါ့နော်ကလေးလေးတွေကိုလည်းအနေမရှိတဲ့ဒီ squeeze ball လုံးလို့ရတဲ့ stress ball လေးတွေကိုဝယ်ထားပေးပါပေါ့နော်အဲတခုခုဖြစ်တိုင်းမှာစိတ်ကန်စားတဲ့ပြင်းပြင်းထန်ထန်ဖြစ်တိုင်းမှာညှစ်အရာယူညှစ်ဆန်းလက်တွေမှာတုံသွားပြီးအကျိုးတွေထောင်းနေတယ်ညှစ်ကြည့်ဆိုအဲ့ဒီမှာအားတွေကပါသွားပြီးတော့ emotion တွေအဲ့ထက်ကိုထွက်လိုက်တယ်လို့မျိုးပေါ်ပြလိုက်တယ်လို့ဖြစ်သွားတယ်ပေါ့နော်အဲ squeeze ball လေးတွေဝယ်ပြီးလို့ရတယ်နောက်ပြတော့ texture လေးတွေပေါ့ တော့အသားလေးကချုံးမွေနေဟာလေးကင်ချီဘလို့နေလဲကျန်းရှာရှာလေးဖြစ်ရင်ဘလို့နေလဲဆိုကျွန်မတူလေးမှာဆိုရင်အဲ့လိုကြပြအင်္ဂလိပ်ကြပြအစားအုပ်လေးရှိသူဖွင့်လိုက်သချင်းလေးပါအဲ့ထဲမှာသူကတခါတဲ့ texture ကိုထည့်ထားပြီးသားအကောင်လေးတွေပေါ့မကြောင်စွင်ကြောင်မွေးလေးကအဲ့အမွှေးအတူလေးကိုထည့်ပေးထားတာအိုးကင်ချီလိုက်ရင် soothing clean မပြောနဲ့ကျွန်မတို့ကြိုက်တယ်နုနုညံ့ညံ့အီအီလေးအော်ပြီးတော့လို့ရှင့် အခြားအကောင်လေးတွေရဲ့အရေးပါအကောင်လေးတွေကိုအတုပေါ့နော်ပုံစံလေးပေါ့အဲ့လိုလုပ်ထားဆိုတော့ဒါကြောင့်လည်းကျန်းသွားပြန်ပြီလေအဲ့တော့သူရဲ့ sensory ကိုဟိုအားကောင်းစေရပေါ့နော်ဒါမျိုးလေးလုပ်ကြည့်လို့ရအဲ့ဒါကြီးမရှိလဲကိစ္စမရှိဘူးအော်ရော့ဆောင်းလေးကိုဂိုင်ကြည့်ဘလို့နေလဲအီအီနုနုညံ့ညံ့လေးနော်အဲ့ဒါလေးကိုဂိုင်ကြည့်ရင်အေးအေးလေးမရေဘူးဆိုလို့ရှိရင်ကျမဆိုရင်ဟာလေးတယ်မာတယ်အေးတယ်အဲ့လိုမျိုးလေးပေါ့သူတို့ sensory နဲ့ပတ်သက်တာလေးလုပ်ခိုင်းလို့ ပေါ့နော်အတူတူကစားပေးပါ emotion တွေကို hide and seek လုပ်တယ်သရုပ်ဆောင်ပြရဲဟလာ memory game လေးတွေပေါ့ကျွန်တော်တို့စီမှာလည်းအိတ်ဟာလေးတွေရောင်းနေလို့ချင် delivery နဲ့ပို့ပေးလို့ရတယ်ပေါ့တော့ emotion တွေနဲ့ပတ်သက်တာလေးကို game အနေနဲ့စော့ပြီးတော့မှသူတို့ပေါ်ပြတံအောင်လုပ်ပေးတာ emotion wheel လေးတွေစော့တာ cut တွေစော့တာဒါမျိုးလေးလုပ်လို့ရတယ် ော်နော်အဲ့တော့ကျွန်မကလေးလေးနဲ့ပတ်သက်လုပ်လို့ရနေလန်းနေတော့အများကြီးဒီကနေ verbally နှုတ်နဲ့တော့ရှင်းပြပေးလိုက်တယ် sharing လုပ်ပေးလိုက်တယ်ဒါပေမဲ့တိတ်မမြင်သာဘူးဆိုရင်ဟလာကလေးလေးကိုကိုယ်တိုင်လုပ်လို့ရမယ်ကျွန်တော်တို့စီမှာ club တွေရှိရဲ့ဒီအဲ့ဒါလေးကိုလာပြီးတော့ထားပေးလို့ရတယ်နောက်တစ်ခါလူကြီးတွေကိုယ်တိုင်လည်းကိုယ်တိုင်လုပ်ကြည့်ပေးပါကိုယ်တိုင်လုပ်တဲ့အခါကျတော့ကိုယ်တိုင်လုပ်ရတဲ့အနှစ်သာရကိုသိတယ်လीနော်ဆိုတော့အဲ့ဟာလေးကိုအဲကျွန်တော်တို့ကိုယ့်ရဲ့စိတ်ကံစားချက်တွေကိုထိန်းချုပ်ဖို့အတွက်လည်းနီလန်းလေးတွေကိုလုပ်ကြည့်ပေးပါအဲ့တော့ ကိုယ်ရောကိုယ်တိုင်အတွက်ကောခလေးအတွက်ကောဟလာ safe ဖြစ်တဲ့ environment လေးကိုဖန်တီးကြရအောင်ပေါ့နော်အဲ့တော့ကိုကွတ်လည်း sub care လုပ်ပါကလေးလေးတွေကိုလည်း cue site ပါသူတို့ခန်းစားချက်တွေနားထောင်ပေးပါအတိအမှတ်ပြုပေးပါစိတ်ရှည်ပေးပါပေါ့နော်ဒီချိန်ကတော့အလုံးပြင်ပန်းကြတာမှန်ပေမဲ့ကိုတုံ့ပြန်မှုကကလေးပေါ်မှာပို့ပြီးတော့ဆိုးရွားသွားစေနိုင်တာဖြစ်တဲ့အတွက်လေသူတို့ညင်သက်သာနဲ့စိတ်ရှည်ပြီးတော့ဆက်ဆံပေးပါပေါ့နော်အဲ့တော့နောက်တစ်ခုတစ်ခါလေးမှာကိုကိုယ်တိုင်မလုပ်ပေးနိုင်တဲ့ခါလေးရှိရင်အဲ့ကျန်ကိုကိုအပြစ်တင်မိရယ် guilty ဖြစ်တဲ့ဆိုရင်ကောင်မှာ self compassion မိမိကိုမိမိဂရုဏာစင်နာစိတ်လေးပြန်ပြီးမွေးပေးပါဖို့ငါလည်းလူပဲဒီကာလဖြစ်တဲ့အတွက်အရင်ပြန်မှန်းနေတာဒါကြောင့်ဒီလိုပြစ်မှုလိုက်တာ it's okay စရာလေးနဲ့ပြန်ပြီးရောကိုကိုခွင့်လွတ်ပေးပါဖို့နော်အဲ့လိုအနိုင်လူကြီးတွေပဲဖြစ်ဖြစ်ကလေးလေးတွေပဲဖြစ်ဖြစ်ကျွမ်းကျင်တဲ့ therapist တွေ counselor တွေစီမှာ professional အကူအညီရယူပါ အဲ့တော့နောက်တစ်ခါဒီအချိန်မှာကျွန်တော်တို့ကလေးလေးအတွက်ကိုကိုယ့်ရဲ့လူကြီးတွေတော့ကိုအတိမိတ်ဆွေတွေလို့အဲ့နေရတဲ့အတွက်ကျွန်တော်တက်နိုင်တဲ့နည်းလမ်းတွေနဲ့ support လုပ်ချင်လဲဆိုရင်ကျွန်တော်တို့မှာအခုလက်ရှိအရေးပေါ်အခြေအနေအတွင်းမှာချက်ချင်းကူညီလို့ရမယ် CISM လို့တူကခေါ်တဲ့ Critical Incident Stress Management ပေါ့အရေးပေါ်အခက်အခဲတွေဖြစ်နေတဲ့အခြေအနေမျိုးမှာကြုံရတဲ့စိတ်ဖိစီးမှုတွေကိုကင်တွယ်ဖြေရှင်းတတ်ဖို့အတွက် workshop လေးတွေကျွန်တော်တို့မနက်ဖြန်နေ့လယ်2နာရီကနေ4နာရီမှာလုပ်ပေးနေအခမဲ့ပြုလုပ်ပေးနေတာဖြစ်တဲ့အဲ့တော့စိတ်ဝင်စားဆိုကျွန်တော် counseling corner page မှာလည်းကြေညာထားတယ်အဲ့ဒါလေး register လုပ်ပြီးတော့ဝင်ရောက်ပါဝင်လို့ရတယ်ပေါ့ကိုယ့်ရဲ့စိတ်ကံစားချက်တွေကိုလည်းဒါတခါတည်းအလုပ်လုပ်ပြီးသားဖြစ်တဲ့တခြားသူတွေတို့လည်းကူညီဖို့လည်းနိုင်လန့်နေရတယ်ပေါ့ဒီလိုမျိုးနည်းနဲ့ကျွန်တော်အခုချိန်မှာအပြန်လည်းပြေးမကူညီကြရအောင်ပေါ့နော်ဆိုတော့ရစိတ်ဝင်စား register လုပ်လို့ရပါတယ်လို့အဲ့တော့ဒီနေ့အတွက်တော့ကျွန်မမျှဝေပေးစင်တာတော့ဒီလောက်ပါပဲအဲ့တော့ကံစားချက်တွေကိုထိမ့်ညှိခြင်း emotional regulation နဲ့ပတ်သက်ပြီးတော့မှသိချင်တာလေးတွေကိုအရှင်မေးလို့ရတယ်တကယ်လို့ဒီ live ပြီးသွားတဲ့အချိန်မှာလည်း ဟာဆက်ပြီးမေးချင်တာရှင် comments မှာမိခွန်းလေးတွေကိုခြံထားခဲ့လို့ရတယ်ပေါ့နော်ကျွန်တော်ပြန်လည်းဖြေချပေးထားပါမယ်အဲ့တော့အားလုံးပဲ Q site ပါအဲ့တော့ဒီမှာ comments တွေတော့နည်းနည်းရှိနိုင်မယ်ဒီနေ့ကျွန်မတစ်ချက်လေးတော့အမြင်ကြည့်လိုက်မယ်ပေါ့နော်တော်တော်များများကအာနှုတ်ဆက်ထားတာတော့ပဲရှိမယ်တင်တယ်ပေါ့နော် so going through mingla ပါ and မေကွန်တော့မရှိနိုင်အောင်တင်တယ်နော်အားလုံးကနှုတ်ဆက်ထားတာဟုတ် မအောင်တနော်မင်္ဂလာပါဆရာမဆိုမင်္ဂလာပါဟုတ်ကွန်မင်းတိစုပါရှင့် great job အဲကျွန်မတကယ်လို့နှုတ်ဆက်တာပြပြချန်သွားခဲ့ရင်လည်းဆင်းရှိပါနဲ့မေးချင်တာလေးတွေရှိရင် comments မှာရေးထားလို့ရတယ်เนาะတခါတည်းဒီမှာဖြေလို့ရအောင်မေးခွန်းရှိမှကြည့် အာမမဝင်းမောင်သိမကြားရဘူးလို့ပြောတယ်ဟုတ် complain မို့ thank you ပါဒါလေး share ပေးရအတွက် complain လို့မမက်ယူပါဘူးကျေးဇူးတင်ပါတယ်เนาะအတီးပေးရအတွက်အဲ့တော့အတန်လေးနည်းနည်းလေးချဲ့ကြည့်လို့ရမလားပေါ့เนาะဒီ live လေးပြီးသွားရင်ပြန်နှာထောင်ကြည့်ပေးပါဘောကျွန်내သူတွေဆီကနေတော့ကျွန်မအဲ့လိုလေးမကြားမိရောလေအတန်မြင့်မပြောမိတော့ဘောเนาะအဲ့တော့ device တောင်းဖြစ်နေလားတော့မသိဘူးဒါပေမဲ့တစ်ချက်ပြန်ပြီးတော့နှာထောင်ကြည့်ပေးပါမရလို့ရှင်ပြောပေးပါဘောเนาะဆရာ okay မိကုန်းလေးတော့မတွေ့တော့ဘူးတကယ်လို့ရှိလာခဲ့ရင် comments မှာရေးပေးခဲ့ပါကျွန်မအစာနဲ့ပြန်ဖြေပေးပါမယ်ပေါ့เนาะအားလုံးပဲ ကျေးဇူးပါလုံခြုံပေးခြင်းစွာနဲ့စိတ်ကျမ်းမှာကိုကျမ်းမှာလည်းရှင်းနေကြပါစေလို့ဆုတောင်းပေးပါတယ် Take care bye bye